မန္တလေးမြို့မှာအမျိုးသမီးတွေရဲ့လုပ်ပိုင်권နဲ့ရပိုင်권ကိုဦးစားပေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းပေါင်း၁၀ခုရှိပါတယ်။ဒီထက်ကမှ MSSI အဖွဲ့အစည်းကနေဦးဆောင်ဆောင်ရွက်နေတဲ့အမေတီတာဆန်နဲ့တွဲဆုံမင်းမြန်တက်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်မင်္ဂလာပါမမင်္ဂလာပါညီမလေးဟုတ်ကဲ့အမတို့အခုဒီက MSSI ပေါ့နော်။ဟုတ်ကဲ့ရှင့်အဲ့ဒီအကြောင်းအဖွဲ့အစည်းလေးရဲ့အဓိပ္ပာယ်လေးကိုနည်းနည်းတော့ပြောပြပေးပါလ ကျွန်တော်တို့ကဘာတွေလုပ်လဲဆိုကျွန်တော်တို့ကတင်တန်းတွေကိုတိုင်းနဲ့ပြည်နယ်14ခုကចောင်းသားចောင်းသူတွေကိုကျွန်တော်တို့ဒီလက်ရှိလုပ်နေတဲ့ CSU က CSU အမဖြစ်ဖြစ်ပါတီရဖြစ်ဖြစ်လူတွေကိုကျွန်တော်တို့တယောက်ချင်းတဲ့လူတွေချွတ်ရွေးချယ်ခေါ်ပါတယ်။ခေါ်ပြီးတော့ကျွန်တော်တို့ဒီမှာတင်တန်းပြီးပါတယ်။တင်တန်းကနိုင်ငံရေးနဲ့ပတ်သက် policy နဲ့ပတ်သက်တဲ့တင်တန်းတွေတင်တယ်။ဒါပေမဲ့ခေါင်းဆောင်မှုဆိုတာဘာလဲပေါ့နော်။ခေါင်းဆောင်မှုအသက်ပညာဘာလဲ။ geopolitics ပါမယ်။နောက်လက်ရှိနိုင်ငံရေးအခြေအနေမြန်မာခေတ်နိုင်ငံရေးအခြေအနေတုံ့တက်ချက်ပေါ့နော်။အဲ့ဒါပါမယ်။နောက်ပြီးကြတော့ကျွန်တော်တို့ဒီ critical thinking ဆိုတဲ့ကျွန်တော်တို့ဒီ အဲ့ဒါလေးလည်းပါတယ်နောက်ကျ project ရင်းနှီးဆိုတော့ဒီကျမတို့ဖွဲ့စည်းတစ်ခုခုကိုဟိုတည်ထောင်မယ်ဆိုရင်เนาะ project လေးရင်းပေါ့เนาะလုပ်ရေးလို့ရအောင်လို့ပေါ့เนาะပြောမယ်ဆိုရင်တို့ရဲ့အတတ်ပညာပိုင်းဆိုင်ရာပေါ့เนาะအဲ့ဒါလေးလည်းသင်ကြားပေးပါတယ်ပေါ့เนาะဒီလိုမျိုးသမီးနဲ့ဖွဲ့စည်းတွေပေါ့เนาะမန္တလေးမှာမျိုးသမီးဖွဲ့စည်းတွေပေါ့ဘယ်လောက်လောက်ရှိလဲတို့ကရောဒီကျွန်တော်တို့ရဲ့လူမှုဝင်းကျင်မှာပေါ့เนาะဘယ်လောက်ဒီတောင်းဝင်မဆက်နိုင်လို့ရှိနေလဲရှင်အဲမျိုးသမီးဖွဲ့ကတော့အနည်းဆုံးတွက်ကြည့်မယ်ဆိုအစဲဘွဲကြော်ကြော်လောက်တော့ရှိတယ်ပေါ့နော်ဒါကတော့သူတို့မျိုးသမီးတိတတ်မလုပ်တဲ့ဖွဲ့တွေတော့အများကြီးရှိပါဒါပေမဲ့ဆယ်ဘွဲကြော်ကြော်လောက်တော့ရှိတယ်ပေါ့နော်ဒါပေမဲ့ ဒီလက်ရှိအဖွဲ့အစည်းတွေအကုန်လုံးကတော့အားလုံးကတော့ဟိုသူလုံးနိုင်တဲ့မြအလုပ်တွေတော့လုပ်နေပါအမျိုးသမီးပတ်သက်တာလုပ်နေဒါပေမဲ့မလုံလောက်သေးပါဘူးဟိုပေါ့အမျိုးသမီးအင်အားပါဝင်မှုကတော့နည်းနေပါသေးတယ်ပေါ့ဟဲ့လို့သူတို့ရဲ့အခက်အခဲကဘယ်ပေါ်မှာမူတည်ပြီးတော့အဲ့လိုကြံ့ညာနေလို့လဲပါဝင်မှုတွေညွန်နေလို့လဲရှင်အခက်အခဲကဘာပါဝင်မှုမရှိလဲဆိုတော့သူတို့ကစီးပွားရေးအနေနဲ့ရောလက်ရှိကျမတို့ယဉ်ကျေးမှုကာချာအရာရောနောက်ပြီးကြတော့ကျမတို့ဒီ ဟိုအရင်ကနေရှိထားတဲ့အခြေအနေရကြမှာပေါ့နော်ပြောမယ်ဆိုတော့မမျိုးသမီးဆိုတာအိမ်ထဲမှာပဲနေရမယ်ပေါ့နော်အိမ်မှုကိစ္စလုပ်ရမယ်ဆိုတော့သူတို့ရဲ့ဟိုဘလို့ဒလေထုံးစမ်းစင်လာရပေါ့နော်မျိုးသမီးတွေကနိုင်ငံရေးမှာပါဝင်ခြင်းနဲ့ပါဝင်လို့မရဘူးလက်ရှိဒီကျွန်တော်တို့ဒီအသင်းဖွဲ့တွေမှာလည်းပေါ့နော်ဟိုလှုပ်ဆောင်ခြင်းနဲ့ပေါ့နော် ရက်ကွက်တိုင်းနိုင်အသင်းမှာဖြစ်ပါဖြစ်လုံးမယ်ဆိုရင်သူတို့ကအိမ်တော်မှုတွေလုပ်နေရတဲ့အတွက်အဆင်မပြေမှုတွေအများကြီးဖြစ်တော့အဲ့ဒါလက်ရှိခက်ခဲပါပဲ။ ဒီအမျိုးသမီးဥဆောင်ပါဝင်တဲ့ဒီလက်ရှိအခြေမှာပေါ့နော်မန္တလေးမြို့ကအမျိုးသမီးတွေရဲ့ဘဝကလိုအပ်တဲ့တလောက်ပြည့်စုံမှုတွေရှိနေပါပြီလားရှင့်ပြည့်စုံသေးပါဘူးလိုအပ်သေးပါတယ်ဘာတွေဖြစ်နေလဲဆိုတော့အခုလက်ရှိမှာတာအမျိုးသမီးတွေပေါ့နော်နေရာတကာဝင်ပါတယ်ဆိုပေမဲ့လက်ရှိမှာမပါတဲ့နေရာတွေအများကြီးရှိပါတယ်ဆုံးပြဆက်ချရမယ့်နေရာတွေလို့နော်ဥဆောင်ဆွေးနွေးမှုဆွေးနွေးမဲ့အကြောင်းအရာလေးဆိုရင်တော်တော်အသင့်ဆိုရင်အမျိုးသားတွေကပယ်ချတာများပါတယ်အဲဆိုတော့အမျိုးသမီးဆိုတာစွမ်းဆောင်နိုင်သေးဘူးဆိုတော့ သူတို့ရဲ့တတ်မှတ်ချက်အရာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါလည်းမြန်မာနိုင်ငံရဲ့ကချာရလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ဒီဥစ္စာလည်းပြည့်စုံတယ်လို့မထင်သေးပါဘူးပေါ့နော်လက်တလုံးရောသူတို့ရင်ဆိုင်နေရတာကြတော့ဘလို့အကြောင်းအရမျိုးတွေရင်ဆိုင်နေရလဲရှင်ဘာလို့ရင်ဆိုင်နေရလဲဆိုရင်သူတို့ကဘယ်ဖွဲ့စည်းပါပါအဖွဲ့စည်းကပါလို့ရတယ် ဒါပေမဲ့ဥဆောင်မှုမပေးတာတွေကများနေတယ်ပေါ့နော်အဲ့ဒီကလည်းလက်ရှိရဲ့အခက်ခဲမှာတစ်ခုပါနေတယ်ပေါ့နော်မပါလို့တော့မရဘူးသူတို့ပါပါတင်းတလောက်ပါခဲ့ပါခိုင်းတယ်ပေါ့နော်အခုကျွန်တော်တို့အမျိုးသမီး30ရာခိုင်နှုန်းဘယ်နေရာမဆိုပါမယ်လို့ကျွန်တော်တို့ policy ချထားပြီးမြက်လက်ရှိမှာ30ရာခိုင်နှုန်းမရှိပါဘူးဘယ်နေရာမှာငင်းချင်ရေးမှာပေါ့နော်ငင်းချင်ရေးမှာရောလက်ရှိ ဘယ်အသင်းဖွဲ့မှာဆိုအကုန်လုံးပေါ့နော်အားလုံးမှာဆိုရင်30ရာနှုန်းမရှိသေးပါဘူး။ဒါဆိုရင်လက်တလုံးအချိန်ကြီးပေါ့နော်ဒီမန္တလေးမြို့မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီအမျိုးသမီးငယ်လေးတွေကလူမှုဝန်ကြီးမှာရောဘယ်လောက်ထိဝန်ဆန်းနိုင်မှုပါဝင်မှုရှိနေရရှိရမလဲ။อืมနည်းပါတယ်။အဲ့ဒါလည်းဘာကြောင့်လဲဆိုတော့ဒီလိုမျိုးအသင်းဖွဲ့တွေပါမယ်ဆိုရင်ကျမတို့မြန်မာနိုင်ငံရဲ့ပြောမယ်ဆိုဒီကာရှာပဲပြောနေရတာပေါ့နော်။ကျုပ်မျိုးသမီးငယ်လေးဆိုတချို့ဆိုရင်အိမ်ထဲအိမ်ပြေးမထွက်တဲ့လူလည်းရှိတယ်ပြေးမထွက်တဲ့မိဘတွေလည်းရှိတယ်အမြင်ကျင်းမြောင်းတဲ့မိဘတွေလည်းရှိပါတယ် ါမျိုးတွေရှိတဲ့အတွက်သူတို့ကလည်းဟိုပေါ့ပြောမှဆိုမိဘတွေလည်းခုနကပြောခုနကပြောခဲ့တယ်လို့ awareness လည်းပေးသိမ့်ပါတယ်ဒါမျိုးတွေကလည်းပြောင်းလဲလို့လည်းပြောင်းလဲချိန်တန်းပါပြီနော်ပြောလို့လည်းဟိုထိုက်တဲ့လောက်တော့လှုပ်ပေးသိမ့်တဲ့နေရာလှုပ်ပေးရမှာပေါ့နော်ဒါမှထိန်းချုပ်မှုဆိုတာအများနဲ့ထိန်းချုပ်ထားရင်တော့မကောင်းဘူးပေါ့အဲ့မျိုးဖြစ်တဲ့အတွက်သူတို့ကလည်းပါခြင်းပေမဲ့မိဘကတချို့မိဘတွေကဟိုအသင်းဖော်ဖော်ကြီးမှာ volunteer လုပ်ချင်အောင်မလုပ်ဘူးဒါတပွဲတစ်ပွဲရှိတယ်ကျွန်တော်တို့ဒီ ဒီ event ပေါ်တွေရှိရဆိုเนาะဖိတ်တယ်ဆိုရင် လာခြင်းတယ်ဒါပေမဲ့မိဘကမလွတ်တဲ့လူတွေလည်းရှိတယ်ပေါ့เนาะဘာကိုယ်နဲ့မဆိုင်ဘူးပေါ့တပည့်တော်ကလူခွင့်ရေးပွဲမနေဆိုရင်ကျွန်တော်တို့ event ပေါ်တွေလုပ်တယ်ဆိုရင်ဖိတ်တယ်ဖိတ်တယ်ဆိုရင်ဒီတက္ကသိုလ်ကျောင်းသူတွေဖိတ်တယ်တချို့ဆိုရင်သူနဲ့မဆိုင်တယ်လို့ပေါ့သူနဲ့ဘာမှမပတ်သက်တယ်လို့မျိုးပေါ့เนาะချို့ခံစားပြီးမလာကြဘူးပေါ့ချို့ဆိုရင်မတန်ဆန်းပွဲတွေရှိရကျွန်တော်တို့မှာပွဲပေါင်းများစွာရှိပါ event ပွဲတွေကအများကြီးရှိပါပေါ့เนาะမတန်ဆန်းပွဲတွေရှိရဆိုရင်ကျွန်တော်တို့ပွဲတွေဆိုဖိတ်တယ် အဲမျိုးသမီးလေးဆိုမျိုးသမီးများလေးဆိုလည်းဖိတ်တယ်ကျွန်တော်တို့အဲ့မှာဆိုတချို့ကမလွတ်တဲ့မိပါတယ်များတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဆိုဆိုအမပြောတဲ့အချိန်မှာအကြမ်းဖက်မှုပေါ့နော်အဲ့ဒါဆိုတော့အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြမ်းဖက်မှုတွေကပုံများနေလဲရှင်လက်တော့အချိန်ဒီမှာအိမ်တွင်းအကြမ်းဖက်မှုအနေနဲ့ဘာတွေများနေဆိုရက်ွက်ထဲမှာဖြစ်တာတချို့ကသူတို့ကမသိဘူးအမျိုးသားမှလည်းမသိဘူးအမျိုးသမီးမှလည်းသူတို့ကသူတို့အကြမ်းဖက်ခံရမှလည်းမသိဘူးကျမ်းဖက်ခံမှုကစိတ်ပိုင်းရုပ်ပိုင်းလိမ်ပိုင်းရှိတယ်ဗောနော်တချို့ကလိမ်ပိုင်းကျမ်းဖက်ခံရမှလိမ်အကျမ်းဖက်တယ်ထင်တာဗောနော်တချို့က ဟိုတချို့လည်းအမျိုးသားနဲ့အမျိုးသမီးလင်မယားဆိုရိုက်လိုက်တာဆိုသူတို့စိတ်ထဲမှာရိုက်တာတော့ငါတော့ငါယောက်ျားငါချစ်လို့ရိုက်တာပဲလို့စိတ်ထဲထင်ပြီးတော့တိုင်မီလာကြတကယ်လက်ကိုခံစားရတာရိုက်တာတဲ့ကအမြဲတမ်းစိတ်နဲ့ပတ်သက်တဲ့ဟိုပါဘောနော်အမြဲတမ်းစကနာထိုးခံရတယ်ဒီမျိုးသမီးတယောက်ကိုဒါမှသူတို့မှစိတ်ခံစားမှုရတာကိုသူတို့စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ဖြစ်မဲ့အမျိုးသီးဖြစ်နေအဲ့ဒီမှာမျိုးသမီးတွေကတိုးတက်ခြင်းတလောက်မတိုးတက်ဘူးဘာလို့လဲဆိုသူတို့ကစိတ်ပိုင်းဆိုင်ရာခံစားမှုတွေများနေတယ်သူတို့မှ မျိုးသမီးဆိုတော့သွေးသားနဲ့ပတ်သက်ရင်ဒီအသက်ရွယ်ရဆိုပို့ပြီးတော့ဖြစ်တာများတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ तू ကစိတ်ပန်းဆိုင်ရာချမ်းမတ်မှုခံရတော့ခါကျတော့ तू မှာရုပ်တွေပို့ပြီးကြာလာမယ်စိတ်ဆင်းရဲလာမယ်ပို့ပြီးတော့သူ့ကိုယ်သူပေါ့နော်နောက်ဆုံးပေါ့ဟိုစိတ်ပန်းဆိုင်ရာချမ်းမတ်မှုတွေများလာသူ့ကိုယ်သူတက်သိချင်တဲ့စိတ်တွေတော့ဖြစ်ရှင်ဖြစ်လာမှာပေါ့နော်အဲ့ကြောင့်အများဆုံးဖြစ်တာကတော့စိတ်ပန်းဆိုင်ရာချမ်းမတ်မှုအများဆုံးဖြစ်ခံနေရပါတယ်ပေါ့နော် မတို့ဒီအမျိုးသမီးအဖွဲ့အစည်းရတယ်ပေါ့နော်ဒီအမျိုးသမီးတွေရဲ့ဒီတော့အကြံဖတ်မှုတွေရောသူတို့ရဲ့စေပိုင်းဆိုင်ရာပါပေါ့နော်အခုတင်ပြပေးပါလို့လုပ်တယ်အဲ့ကြတော့သူတို့ရဲ့အင်တာရှင်မတွေရောအမတို့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်မှုရှိလားသူတို့ရဲ့ပါဝင်မှုကရောဘယ်လိုပုံစံမျိုးတွေရှိနေလဲရှင်အဲ့ပေါ့သူကတော့သူတို့ကတော့ပါဝင်မှုကတော့ ဒီပွဲတွေပိုင်းမှာမပါဘူးတကယ်လက်တွေ့ရလဲလူတွေရလဲပြောလို့သူထီမနာမလာတိုင်းရတဲ့ဆိုတော့ကျွန်တော်မျိုးသမီးလေးလုံနေဆိုရင်အတော်သင့်ဆိုရင်မလာကြပါဘူးဘာဖြစ်လို့လာလဲဆိုတော့သူတို့မျိုးသားနဲ့ရိုက်လို့ရိုက်မလို့သူမျိုးသားနဲ့ကွဲတော့မယ်ဆိုရင်ကျွန်တော်တို့သတိရပါတယ် အလေးရပဲသူတို့လာပြောပါတယ်လာပြောတဲ့အချိန်မှာကျွန်တော်တို့အမျိုးသမီးဆိုလည်းရင်မချင်းကိုချင်းစာပြီးတော့နားထောင်ပေးတယ်ဆွေးနွေးသူတို့ဆွေးနွေးသမျှကိုလည်းလုပ်ပြဆရာချင်ကျွန်တော်တို့ refer လုပ်ဆရာချင်လုပ်ပေးတယ်သူတို့အတွက်ကိုကောင်းတာမဟုတ်ဘူးပြောပြပါရှင်အဲ့အမျိုးချိန်မှာတော့သူတို့တော်တော်လေးကိုအားကိုးပါတယ်ကျန်တဲ့ချိန်ကတော့သူတို့ရဲ့အိမ်မှုကိစ္စရဲ့သူတို့သတ္တမီးရဲ့ဟလာသူတို့အမျိုးသူတို့ရဲ့အမျိုးသားရဲ့တာဝန်တွေရဆိုသူတို့အဲ့ဒါလေးဟိုပါဝင်မှုမရှိဘူးပေါ့နော်အဲ့လိုဖြစ်နေတယ်ပေါ့နော်အများအဒီအမျိုးသမီးဖွဲ့စည်းရတယ်အများသောအားဖြင့်ကျွန်တော်တို့ဒီဟိုကျူးနေမှာနေတဲ့အမျိုးသမီးတွေကိုလည်းအသိပညာပေး လောက်တာတွေလည်းကြားသိရတယ်ပေါ့နော်ဟုတ်တယ်အဲကြတော့ဒီကျူးကျော်အိမ်မှာဒီမန္တလေးမြို့မှာရှိနေတဲ့ကျူးကျော်အိမ်မှာနေတဲ့အမျိုးသမီးတွေရဲ့ဘဝရောအဲဘယ်လိုပုံစံမျိုးတွေရောက်နေလဲသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရောနောက်ပြီးကြတော့သူတို့ရဲ့ဟိုလူမှုရေးပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာလုံခြုံမှုတွေရောရှိနေပြီလားရှင့်ဟောသူတို့အဲ့ဒါတော့လုံခြုံမှုမဖြစ်ဘူးသူတို့ကကျူးတွေဆိုမှာတော့သူတို့ကအိမ်ကြီးတွေလည်းကက်ကက်လေးပေါ့နော်တဲတဲလေးတွေကျွန်တော်တို့သွားရဆိုရင်နော်အရောက်လေးမျိုးကမ်းပေးရပါကျူးတဲလေးတွေသွားရပေါ့နော်အဲ့ဒီသွားရဆိုသူတို့မှဘာတွေခံစားရဆိုသူမှဝင်ငွေရလဲအရက်ကက်ခဲတယ်ပေါ့နော် ဘုံငွေရလည်းခက်ခဲတယ်။နောက်ကျမိသားစုလုံးချုံမှုလည်းမရှိသားသမီးတွေရလည်းကြောင်းတက်ရတာလည်းအဆင်မပြေပေါ့။သူတို့မှအများကြီးခက်ခဲရှိရတယ်ချင်မှာ။သူကစိတ်ပိုင်းဆိုင်ရာပိုပြီးဖြစ်တယ်။သူတို့ကပိုဆိုးတာသာဘယ်မိပါမဆိုကိုသားသမီးကိုကတော့အားလုံးကကောင်းကောင်းမွန်ထားချင်တာပေါ့နော်။ဒါပေမဲ့သူတို့မှနေရတာမှကျူးတယ်။ကလေးတွေရလည်းပြန်လာပြီဆိုရင်စား ီနေ့လည်ပိုင်းလာလို့ပြန်လာလို့မှသမင်းချက်ထားတာမရှိဘူးဆိုတော့တခါကျညနေပိုင်းမှာရောစာဆိုတဲ့အကြောင်းအရာတွေလည်းတို့ပြောပြရတယ်ပေါ့နော် ပြောပြလို့တို့မှလည်းဟိုစီးပွားရေးခက်ခဲပေါ့နော်လူမှုရေးခက်ခဲဆိုဘာလို့လဲဆိုတော့ဒီညာရှိတယ်ပေါ့ပြောမယ်တို့ပြောမယ်ဆိုတော့ဘယ်လိုပြောမလဲကျူတဲရဲ့ဟိုကျူတဲရဲ့ဟိုပေါ့ပြောမယ်ဘယ်လိုပြောမလဲရက်ွက်ရဲ့ဟိုဘက်ရက်ွက်ကပေါ့နော်ဟိုဘက်ရက်ွက်ရဲ့လူကြီးကလာပြီးတော့ဖဲဖဲဖဲဆိုတို့မှဟိုပေါ့တော်စရာနေရာမရှိ ကောက်တော့ပဆန့်ကြလာကောက်တယ်ပေါ့နော်သူတို့မှလုံခြုံမှုဘာမှမရှိဘူးပဆန့်ထဲစရာရှိရထဲလဲရတာပေါ့နော်သူတို့မှမရှိဘဲနဲ့ထဲရတယ်ပေါ့အဲ့ဒါမျိုးတွေသူတို့ပြောပြတယ်သူတို့မှလုံခြုံမှုဘာမှမရှိဘူးပေါ့နော်အဲ့လိုမျိုးပေါ့အခုနောက်ပိုင်းမှာဆိုရင်လက်ရှိတငယ်မတင်းမှုတွေများလာတယ်လို့လည်းကြားသေးရတယ်အဲ့ဒီအပေါ်မှာရောဘလို့သုံးသပ်အမှတ်ချက်မျိုးပေးခြင်းပါလိမ့်ရှိအဲ့ဒီတငယ်မတင်းမှုဖြစ်တဲ့ကိစ္စမှာကျမတို့အနေနဲ့အမျိုးသမီးတရေလောက်တဲ့လူတွေအနေနဲ့ပေါ့နော်ကျမတို့ကတော့ဖြစ်စေရင်တဲ့ပုံစံကတော့ဒီပြောမယ်ဆိုရင်တော့ အမျိုးသမီးတွေကြီးပဲဝယ်နေစပေးတာမဟုတ်ဘဲနဲ့အမျိုးသားတွေရောလူငယ်လူရယ်တွေအကုန်လုံးပေါ့နော်တကြီးပိုင်းတွေရောပေါ့နော်အားလုံးကိုပေါ့နော်ဝယ်နေစပေးခြင်းပါလေဘာလို့ပေးခြင်းလာလဲဆိုတော့ခါကြခစ်ကြီးကလည်းမတူတော့ပါအခုခစ်ကဒီလူတိုင်းမှာဖုံးကန်နေတယ်ပေါ့နော်ဖုံးကန်နေဆိုဖုံးတလုံးကိုဝယ်လိုက်တာနဲ့အဲ့ဖုံးဖုံးတော့မှ application ထည့်ပေးတဲ့ဆိုင်နေရလဲဒီပေါ့နော်ဟိုမကောင်းမှုဒီ session နေအောင်မကြည့်ရမယ့်အရာတွေတော့အကုန်ထည့်ပေးလိုက်တယ်အသက်ကြီးလည်းထည့်ပေးတယ်အသက်ငယ်လည်းထည့်ပေးလိုက်တဲ့အချိန်မှာသူတို့ကဒါတွေကြည့်ရဒါတွေကြည့်ရစိတ်ကြွလာတယ်ကြွလာတော့နီးစက်ရာကိုပြင့်မှတ်ထားတယ်ပြင့်မှတ်ထားဆိုတာ ဘလို့လူမျိုးပြပြခုနပြောသူတက်ငယ်စိန်လေးအောက်တွေကိုပြစ်မှတ်ထားတယ်။ဘာလို့လဲဒါမျိုးမှသူပြန်ပြောနိုင်မှုလို့သူတို့ရဲ့အယူဆပေါ့နော်ပြန်ပြောလို့လည်းမရဘူးဆိုပြီးတော့ဒီတက်ငယ်ကလေးတွေကိုပဲသူတို့မရင်းမှုကျူးလွန်ကြတယ်ပေါ့နော်။သူလည်းရှိပေါ့နော်မိသားစုအနေနဲ့လည်းပေါ့နော်ကိုသားသမီးကိုပေါ့နော်ဆက်ရှိနေမပြေပဲနဲ့လည်းဖုံးမကင်သင့်ပါဘူးလို့ကျွန်မထင်ပါတယ်။ဘာလို့လဲဒါမှသူတို့ဘုံသူရတော့နဲနော်နဲသွားမယ်ဒါပေမဲ့ဖုံးကင်တဲ့အတွက်အကျိုးကျေးဇူးတွေကမကောင်းတဲ့ကျိုးစေးကြီးလည်းရှိနိုင်လေကောင်းတဲ့ကျိုးစေးကြီးရှိနေဒါပေမဲ့နှစ်ဦးနှစ်ဖက်မျှသွားမယ်ဆိုရင်တော့ မကောင်းတဲ့ကျေးဇူးကမကောင်းတဲ့အကျိုးကျေးဇူးကပိုများလာမယ်လို့ထင်တယ်ပေါ့နော်အဲဒါကြောင့်မို့အင်းကျမအနေနဲ့တော့ဒီချောင်းချောင်းသုံးထဲမှာတော့ပြောမယ်ဆိုရင်တော့ဟိုထဲ့မပေးသင့်ဘူးဒါပေမဲ့သူတို့လူမှုရေးအချိန်ဒီဘာဒီမှာပေါ့နော်ပေးသင့်တယ်ပေါ့နော်ပြောပြသင့်တယ်ပေါ့ကျမတို့ငငယ်တော့ဆိုလူမှုရေးဘာပြောမလဲဆိုရင်တိတ်ပန်ချိန်ပေါ့နော်တိတ်ပန်ချိန်မှာဆိုရင်ဒါမျိုးတွေကိုပြောပြပြီးတော့ပေါ့နော်ပြောသင့်တယ်လို့တော့ထင်တယ်ဒါကြောင့်မို့မြန်မာနိုင်ငံရဲ့အချိန်တွေကဒါတွေက မပြောသင့်ဘူးပေါ့ဒီဘက်မရောက်တဲ့လူတွေမပြောသင့်ဘူးလို့ယူဆထားလဲရှိရင်လည်းရှိမှာပေါ့နော်ဒါပေမဲ့အခုဒီဘက်အခြေအနေကတော့ပြောပြသင့်တယ်လို့ထင်တယ်ပေါ့နော်သမီးတဝုအနေနဲ့ပဲဖြစ်ဖြစ်ဒီကျွန်တော်အဖွဲ့စည်းကဝင်နေတဲ့အမျိုးသမီးတဝုအနေနဲ့ပေါ့နော်တောင်းဆိုခြင်းနဲ့အမျိုးသမီးရဲ့အတွက်တောင်းဆိုခြင်းနဲ့အချက်လေးရှိတယ်ဆိုပြီးပြောရပေးပါအောင်ပါအမျိုးသမီးတွေနဲ့တောင်းဆိုခြင်းနဲ့အချက်တွေကတော့အများကြီးရှိတာပေါ့နော်ပြောမယ်ဆိုရင်တော့ဒါပေမဲ့ခုနကပြောသလိုဒီ အခုလက်တလောအခြေအနေရဆိုရင်ဒီလုံခြုံရေးကိုတော်တော်လေးစိုးစိုးဝါဖြစ်နေရပါတော့။မျိုးသမီးကကောင်းတာဖြစ်ပြီးစိုးတာလုံနေတဲ့မျိုးသမီးဖြစ်နေတော့မကောင်းတဲ့လှုပ်ရှားတဲ့မျိုးသမီးဖြစ်ပြီးလမ်းပေါ်ကိုမထွက်ရအောင်ဖြစ်နေ။လုံခြုံမှုမရှိဘူး။နော်ဒီမျိုးသမီးကတကယ်ကိုဒီမျိုးသမီးဖွဲ့မှာလုံနေတဲ့တဘောပြမျိုးသမီးရေလုံနေတဲ့မျိုးသမီးဖြစ်ပလိစီ။လက်ရှိမောင်မောင်မဲမဲတဲ့သွားရတော့ဒီမျိုးသမီးကဘလောက်မျိုးသမီးရေလုံလို့သူတို့ကတော့အမြင်ကတော့ပတ်ဝန်းကျင်ရဲ့အမြင်ကတော့မကောင်းတဲ့လှုပ်ရှားလို့မြင်ပါတယ်။ အဲ့အတွက်ကိုကျွန်တော်တို့ကလုံခြုံမှုမရှိဘူးလို့ထင်ရတယ်ဘာလို့အဲ့အတွက်ကလည်းအများကြီးကိုဝန်နဲ့စပေးအောင်ပါပါဒီတနိုင်ငံလုံးနေနဲ့ကိုပေးရမှာဘာလို့ဆိုရှေးကြလေဟိုအရင်လူကြီးတွေပို့ဆိုးလေပဲအဲ့လူကြီးတွေကတင်သွားရင်နောက်လူကြီးနောက်လူလူငယ်တွေကလည်းဒီလိုပဲထင်နေမှာပဲဒီဘလို့ခက်ခဲနဲ့သူအပြင်သွားနေရဲဘလို့ခက်ခဲနဲ့ဘာကြီးလုံနေရလဲဆိုတော့အကြောင်းအရာမသိဘူးဒီလိုညီကထွက်ရင်ဘယ်မျိုးသမီးမှမကောင်းအဲ့လိုဖြစ်နေရဥစ္စာအဲ့ဒါလည်းကျွန်တော်တို့ရဲ့တကက်ကိုအခက်ခဲကြီးတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့ဒါကြောင့်ကိုမိဘမိဘတယောက်က ျမကြီးမကောင်းလို့စီးအောင်သူဟာတော့မယ်ဖခင်နဲ့သမီးပဲရှိမှာဖခင်ကအက်ဆီဒန့်ဖြစ်လို့နေရဖြစ်လို့သမီးကဒီနေရာနေအိမ်ကနေအပြင်ထွက်ပြီးတော့သွားမယ်ဆိုရင်အဲ့ဒီမျိုးသမီးကအကောင်းဖြစ်ပြီးလမ်းမှာတကယ့်အောက်ကတော့စော်ကားမှာဝင်ပြီးတော့စော်ကားလိုက်ရင်ထွန့်ပါဘသူကပြစ်ပြောမလို့ပတ်ဝန်းကျင်ကအရင်ဖြစ်ပေါ်တာဘာကိစ္စညထွက်တာလို့မျိုးသမီးညမထွက်ရမှမသိဘူးလားဆိုရင်တို့ရဲ့စိတ်ကမျိုးသမီးညထွက်ရင်ကိုအဖြစ်ဖြစ်တယ်လို့သဘောဖြစ်နေပါတော့။ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့မျိုးသမီးတွေကတော့ ဟိုညလည်းထွက်ရဲတယ်မနဲ့စောကြီးလည်းသွားရဲတယ်ကျမတို့ကတော့သွားနေမှာပဲလုံးဆက်ရှိတဲ့လုပ်ကိုလုပ်နေရမှာပဲဒါပေမဲ့ပတ်ဝန်းကျင်ရဲ့အမြင်ကတော့အဲ့အမြင်လေးကိုပြောင်းပြင်တော့ပိုကောင်းတာပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီအမျိုးသမီးကကောင်းတာလုပ်လားဆိုးတာလုပ်လားလို့ဟိုသူကသူသူ့ဘဝအခြေအနေကသူလှုပ်ရှားရင်တော့လှုပ်ရှားလိမ့်မယ်ပေါ့ဒါပေမဲ့အဲ့လိုလှုပ်ရှားတဲ့အမျိုးသမီးလည်းတခါတည်းမှာသူ့လုပ်ငန်းခွင်မဟုတ်ဘဲနဲ့ပြင်ပချိန်မှာသူသွားရင်ရောသူ့တွေ့လုံခြုံမှုမရှိပါဘူးအဲ့ကြောင့်ကျမတို့အနေနဲ့စိန်ခေါ်မှုကပြောမယ်ဆိုတော့သွားပြီဟေ့ဆိုရင်ဘယ်နေရာတော့သွားကြီးတဲ့မျက်လုံးတွေရတော့ ကျမတို့တက်ကြည့်ခံရတဲ့မျိုးလုံးကတော့အဲ့လိုမျိုးမျိုးလုံးနဲ့ပဲကြည်လာများတယ်။ဖြစ်လိုက်ရဲ့အမျိုးခံရတဲ့အမျိုးသမီးခံရတယ်။ခံရပေမဲ့လက်ရှိခံနေတဲ့အမျိုးသမီးပြင်ထွက်နေဘလောက်ခံရခင်ဗျအဲ့အမျိုးသမီးကိုပဲသူတို့အပြစ်ပြောကြတယ်။ကျူးလို့နဲ့အမျိုးသားကိုဘသူမှအပြစ်မပြောဘူး။နော်။ तू လုံးလို့ဖြစ်တာဘာလို့မဖြစ်မလဲ။ तू ဘာလို့သွားတာလုံးဖြစ်မှာပေါ့ဆိုတဲ့ကျမတို့ရဲ့အဲ့ဒီဘောနော်အမြဲတမ်းရှုံးနေရတဲ့အထာကြီးပဲရှိနေရတယ်ဘောနော်။ကျမတို့ပဲအပြစ်ပြောခံတယ်အမျိုးသမီးပဲပြောခံပြပြောနေမှာ။လက်ရှိမှာဘာဖြစ်နေလဲဆိုအခုကကခီစီချောင်းရဝစ်ကြတဲ့ဘောင်အပိုလေးပြက်တွေဝစ်တယ်။ အတူတွေပြက်တွေဝတ်တိုင်းလဲဒီမတိမှုအများကြီးမဖြစ်ပါဘူးဖြစ်နေတယ်ဆိုတော့သူတို့ကပြောတာဒီအတူတွေပြက်တွေဝတ်လို့ဖြစ်တာလို့သူတို့စိတ်ထဲမှာထင်နေအမှန်တော့မဟုတ်ဘူးရှင်ရှင်မိုးအိမ်ဝတ်တဲ့အမျိုးသမီးထမိန်ဝတ်တဲ့အမျိုးသမီးလည်းဖြစ်ရှင်ဖြစ်မှာပဲဒါကတော့ပြောလို့မရဘူးလေအဲ့ဒါကိုပြောပြီးဆိုပြောလိုက်ရအမျိုးသမီးကိုပဲပုံချရဖြစ်မှာပေါ့ဒီလိုဝတ်စားထားတာဟိုဆိုတော့ဒီအယူဆအကြီးပေါ့နော်ပေါဝင်ကြီးရဲ့အယူဆအကြီးပေါ့အဲ့ဒါတွေကိုလည်းကျွန်တော်တို့ကပြောင်းလဲစေချင်တယ်ပေါ့နော်ကျွန်မရဲ့အဲ့အဲ့ဒါလေးပါကျွန်တော်ပြောစေချင်တာအခြားပြည့်စုံတဲ့ဆက်ရှိရမလဲမရှိပါဘူးတလောက်ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်